ကျမရဲ့မေတ္တရာထဲနဲ့လေးကိုနားဆင်အားပေးနေကြတဲ့စာပေချစ်ပရိသတ်များလုံးပဲမင်္ဂလာပါရှင်။ဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်ဇလံကတော့မာယာကျော်ခွင်းတို့မြည်ကြတဲ့သတိသဝင်ခါရပွေရာမိုခင်ဖြစ်ရမယ့်ဇလံကောင်းလေးကို တင်ဆက်ပေးမှာဖြစ်လို့ခံစားနားဆင်အားပေးကြပါအောင်ရှင်။ တောက်ကြအစီဝေးနေမှာဖြစ်တဲ့ခိုင်တက်ဖွဲ့မိုးများမြို့နယ်မိုးများဒနဆာရရမိုးရည်နေမြေရဲတက်ဖွဲ့ဝင်များစုံညီနေကြပြီဖြစ်တဲ့မင်းကြီးကစီဝေးခမ်းမကို ဝင်ရောက်လာပြီဖြစ်လို့လုံချုံကြီးတက်ဖွဲ့ကတတိပေးတဲ့တက်ဖွဲ့ဝင်က မတည့်ရပြီအလေးပြုတဲ့အခမ်းနာမှုကစီဝေးစီစဉ်ကိုဖတ်ကြတဲ့မင်းကြီးကိုဩဝါဒပေးရန်ပန်ကြားလိုက်တဲ့ ရဲဘော်တို့ဒီနေ့အစည်းအဝေးမှာတာမန်မုတ်တေအထူးလှုပ်ဆောင်ရမယ့်ကိစ္စတခုကိုအဓိကပြောချင်တယ်။ဒါဟာဘာလဲဆိုတော့တရခန့်ပြည်ရန်ပြည်ဟာရန်ကုန်မန္တလေးနဲ့ပြည်နယ်နဲ့တိုင်းဒေသကြီးအတွင်းရှိမြို့နယ်တွေမှာအဝင်ထက်ရှိနေတဲ့ဆက်ဆက်သတင်းတွေရှိနေတယ်။အထူးသဖြင့်သူတို့ကမျက်နာကြီးငွေရှင်ကြီးရှင်တွေဖြစ်ကြတယ်။ဓာပြေသိမ်းဆောင်သွားကြတဲ့ပြည်တန်10နှစ်အနည်း20ချမှတ်ခံရသူတွေနဲ့တခြားပြည်မှုပြည်တန်မှာတရားခံပြည်တွေလည်းပါကြတယ် ။ဒါကြောင့်တပ်ဖွဲ့တွေလိုက်ပြူဟာကြကြအကွက်ချပြီးဖော်ထုတ်ကြဖို့အဓိကလိုအပ်တယ်။မင်းကြီးကတာမန်မုတ်တင်အဓိကချက်ကိုပြောဆိုညွှန်ကြပြီးတိုင်းဖို့အစီအွေတက်ရန်ထွက်ခွာသွားတယ်။စီမံချက်ရေးမှုကြီးကလုပ်ငန်းစီမံချက်ကိုဆက်လက်ဆွေးနွေးညွှန်ကြားပေးတယ်။ဒူရဲအိုကျော်စင်းနေနဲ့ဒူရဲအိုဟန်နီရာတို့ကမိမိတို့ရဲ့ခွဲတန်းရရှိတဲ့တရားခံပြေဝရန်ပေးများ ဖော်ထုတ်ဖန်စီမိရန်အတွက်ခွင့်ကြထားတဲ့အတိုင်းစုံစမ်းထောက်လန်းမှုပြုလုပ်တဲ့ဇမင်းပြည်ဟာဆိုင်တဲ့စင်တင်ဒီဂီတာစောက်တောက်ဆိုင်ကြီးမှာပြည်ပကိုထပ်ပြေးတင်းချောင်သွားပြီးခိုးဝင်လာတဲ့တရားခံပြေးများလာရောက်တဲ့ကြောင်းသတင်းရရှိလို့အသွင်ယူပြီးစိတ်ဝင် ထောက်လန်းနေကျော်စိန်နေနဲ့ဟန်ဒီတာအတွဲကသမီးစားအသွင်သဏ္ဍန်နဲ့ယမင်းပြည်ဟာဆိုင်ဘော်ဒက်ကို တက်သွားတယ် ညကွင်းအလုံးကိုညင်နိုင်နဲ့တောင်စပွဲမှာနေရာယူတဲ့ကျော်စိန်နှင်းကစီဗီယာနဲ့ဝီစကီကိုရောနှောတော့တဲ့ဟန်နီတာကတော့စန်းခေချွေရီဘူးကို အမီးနဲ့စားတဲ့ကျော်စိန်လေးနဲ့ဟန်နီတာတို့ကသူတို့ရဲ့မျိုးလုံးမိမောင်းများနဲ့တရားခံကြီးကိုရှာဖွေတဲ့အချစ်ပါးမြိုင်မွေမုတ်စိန်မွေရေးရည်နဲ့လို့ဖြစ်မယ်လို့ထင်တဲ့တိတ်မကြည့်နဲ့ဓာတ်ပေါက်သွားမယ် ကျောစိန်နင်းကငါမှုဘိုးလောက်တောက်ပြီးငါကျက်ဖို့လောင်မိုးကျင်ရောင်ဟန်ဆောင်နေအပြန်မပစိုးမနိုင်ပဝါမနိုင်စုတကဲ့သူဖြစ်နေရင်ချစ်သူဟန်ဒီက တွဲခေါ်သွားတယ်။နောက်နေ့ည9နာရီမှာဖြစ်တယ်။ဟန်ဒီသားကပောင်းမြိုင်မွေမုတ်စိတ်မွေရှိရှိလူအုပ်တို့ထိုင်နေတဲ့ဇပွဲရဲ့ဘေးကျင်းကဇပွဲမှာနေရယူပြီးထိုင်တယ်။ပတိုင်းမွေနဲ့လူသုံးယောက်ကအတော်ကလေးထွေးနေကြပြီဖြစ်တယ်။ ဟန်နီတာရဲ့လန်ဒန်၌ရေမွေးကပဝင်းကျင်စပွဲများသည့်လွန်မှုမွေးကြိုင်နေခါတင်ရင်တိတိခေါခေါနဲ့ဟန်နီတာကဂျင်းစကက်အတွန်းလေဟိုက်စတိရှိုက်အင်ဂျင်နဲ့လှကျင်နိုင်လှနေရင်မျိုးလုံးများတို့ကငေးမောကြည့်ရှုရင်ညမဒီနေ့ဟိုးကိုမလာဘူးလားလာမဲရှင်သူနောက်ကြမဲလို့မှားထားတယ်ဘေးစပွဲမှာပတ်တိုင်းမွေးနေလူကမိတ်ဆက်စကားပြောတယ် ဟန်နီတာကလည်းပြုံးချိန်နေစကားနဲ့ချိုးသားစွာပြောလိုက်ရာမိစေဖွဲ့ခြင်းရဲ့ဤဒန်းတစ်ခုဖြစ်သွားတယ်။ညာ9နာရီခန့်မှာကျော်စိန်လင်းကမူပြီးမှရောက်လာတယ်။ရောက်လာပြီးထတ်တော့တယ်။သူ့ခန္ဓာကိုယ်ကိုပဲမသေးနိုင်။ဒါကြောင့်ပတိုင်းမွေးတို့အုပ်စုက တွဲချူပြီးအောက်ကိုပို့ပေးတယ်။ဟန်နီတာက တက္ကစီကိုငှပြီးခေါ်သွားရတယ်။ဂျေဇုတင်ပါတယ်အကိုကျွန်တော်လည်းဂျေဇုပါပဲ။ ဟန်နီတာကဂျေဇုတင်စကားပြောကြတယ်။မိုးနေတဲ့ကျော်စိန်နှင်းကလည်းဂျေဇုတင်စကားတော်ပြောကြသေးတယ်။ဒီနေ့မှာဟန်နီတာကပတိုင်းမွေးတို့အုပ်စုစပွဲနီးမှာနေရာရှိတယ်။ယမင်းဘီယာဆိုင်ကိုည၈နာရီမှရောက်လာတဲ့ပတိုင်းမွေအုပ်စုကဟိုက်ကောမရှင်နာတခွင်လုံးကုံတော့မှဖြဲတဲ့ညမနောက်ကြနေပါလားဟိုကိုလာသေးဘူးလား မတိုင်းမွေးရလဲနှုတ်ခွန်းဆက်စကားကို အာလီရှာလီနဲ့မိမြန်းနေဟုတ်ကဲ့ရှင် သူဒီနေ့နောက်ကြမယ်ဆိုလို့ဟန်နီတာလဲနောက်ကြပြီးတော့လာခဲ့တာမြမရဲ့နာမည်ကဟန်နီတာရဲ့လားဟုတ်ပါတယ်ရှင်ကျွန်တော်နာမည်ကဆလင်းခါဆန်လင်းပါတီးရတာကျေးဇူးတင်ပါတယ်ရှင်ဝမ်းလဲတာပါတယ်ဆက်စုရဲလို့မထင်ပါနဲ့ရှာချေတယ်လို့လည်းမအောင်မိပါနဲ့ ကျွန်တော်စိတ်ဝင်စားတာလေးကိုတော့မေးပြစီဟန်နီတာပတိုင်းမွေးကကလစင်မာလီဟန်နီတာရဲ့ယူပါယုံတရားယုံတို့ကိုမြင်တွေ့ရလို့သူ့ရဲ့ရင်းနှင်းခံစားချက်များကိုဟိုက်ကောမရှင်နာတိုက်တွန်းမှုနဲ့သူကြည့်တဲ့အချက်လက်ကိုမေးမြန်းမာရန်ရှူထောင့်မျိုးနဲ့တောင်းမှန်နေမင်းနိုင်မာရီကိုစလင်ကျမတို့ကမိတ်ဆွေတွေဖြစ်နေကြပြီပဲမင်းနိုင်မာရီရှင် ဟိုကိုကြီးနဲ့မခင်နေစီအဲ့လေမဟန်နီတာတို့ကလင်မယားတွေလားလင်မယားတော့မဟုတ်ပါဘူးသမီးစားတွေပါညမအပြိုလင်းအစင်မရှိ လူပြိုကြီးစားအလက်ကားတဲ့ကြားဘူးလားဟုတ်ကဲ့ကြားဘူးပါရဲ့ရှင်ဒါဆိုရင်ကျွန်တော်ဟန်နီကိုကြီးစားစကားပြောရင်ဂါမီသူ မိစားကန်ကို မထိုက်ဘူးပေါ့နော်ပတိုင်းမွေးနဲ့အန်နီတာတို့ကစကားလက်ဆုံးကြနေတယ် ဇလင်းကလည်းတနာမျက်လုံးဟန်နီတာကလည်းမူယာများစွာတို့နှင့်အကြည်ချင်းဆောင်ခဲ့ကြရာစေတနာပူလာရင်အချိန်ကညာ9နာရီရှိပြီဖြစ်တဲ့ဟန်နီတာကလည်းကြောင်စင်နှင်းကိုပဲမျော်ရမှမသိအောင်စကားတွေဖောင်းဖွဲလို့နေတဲ့အမဟိုလေအမရဲ့အကိုကြီးကဖုန်းဆက်တဲ့ဒီညမှာသူမလာနိုင်ဘူးတဲ့အေးအေးကျေးဇူးတင်ပါတယ်မောင်လေးရဲ့ ။ဇပွဲတိုးလေးကဟန်နီတာထံကို သူ့လူကြီးကျော်စိန်နဲ့ဒီနေ့ မလာနိုင်ကြောင်းသတင်းပေးအကြောင်းကိုပြောကြားတယ်။ဇလင်းအဖို့တော်မင်္ဂလာသတင်းသာဖြစ်တဲ့သူကဟန်နီတာရဲ့ဖန်ဆာခင်ရသူဖြစ်လို့ဒီနေ့ ဟန်ဒီတာကိုသမီးစားစကားပြောခွင့်ကြုံရမှာဖြစ်တဲ့ဒီခွန်ကြီးကိုလက်လွတ်ခံလို့တော့မဖြစ်ညမဟိုကိုကြီးကဒီနေ့ညမလာဘူးဆိုတော့အကိုလေဟိုကိုကြီးနောက်ကတန်းစီနေတဲ့ရီစားတယောက်နေနဲ့ရီစားစကားပြောပြရစီ အကိုညီမကိုတကယ်ချစ်နေတာပါ သူများသားများထင်ပြီးရှောင်နေခဲ့တာညီမမှာကာမပိုင်မရှိဘူးဆိုတော့အကိုကလည်းထဲသွင်းစဉ်းစားပေးပါအခွင့်ကောင်းအကွက်ကောင်းကိုရနေတဲ့ဇလင်းက ဟန်နီတာကိုရင်းနှင်းခံစားမှုနဲ့တဏှာလောဘတမ်းမတ်မှုကိုဟန်မဆောင်နိုင်လို့ဖွင့်ဟလိုက်တယ်ကျမလေးကိုဇလင်းကိုစိတ်ဝင်စားပါတယ်ဒါပေမဲ့ကျမဟာမိသားစုကိုဥဆောင်နေရသူဖြစ်လို့ ိန်နောင်ရေးကိုစိတ်ဝင်စားနိုင်သေးပါမို့ဟန်နီတာကစံလင်းလက်ခံနိုင်အောင်ကျိုးချေချေနဲ့လန်ထားတယ်မဟုတ်သေးဘူးဟန်နီတာမဟုတ်သေးဘူးဘဝဆိုတာစိတ်တန်းကြတီဆောက်နိုင်ရင်ဒါရတဲ့ဘဝဖြစ်လာနိုင်တယ်ကိုဟန်နီတာတို့မိသားစုတည်းတိုက်ခန်းဝယ်ပြီးမိဝင်ငွေကြားဖို့ဘိုးကလေးစီမှာစံတဆိုင်ဝယ်ပြီးမိပြီးတော့ဟန်နီတာ ကိုနဲ့မလေးရှားကိုလိုက်ခဲ့ မိသားစုတည်းလည်းလုံလုံလောက်လောက်ပေးနိုင်တဲ့လုပ်ငန်းနိုင်ငံခြားမှာရှိပါတယ်ကိုကိုယုံရင်စဉ်းစားပေးပါလားဇလင်းကရင်တွင်းပြေခန်းစားချက်ကိုဖွင့်ဟဖော်ထုတ်တယ်တကယ့်ရှိစစ်အချက်မှန်နဲ့အခြေအနေအရေးကြီးတည်ဆောက်မယ်စီမံကိန်းစီမံချက်ပါရေးဆွဲတင်ပြတယ်စလုံးမသေးတဲ့ကိုဘဝတစ်ခုအိမ်နောက်တစ်ခုအတွက်အချိန်ယူစဉ်းစားပါအောင်ဟန်နီတာဟာဘလို့မင်းကလေးမျိုးလေပဝင်းကျင်အတိုင်းဝိုင်း ရိုးရိုးဗီဇာစားတဲ့မိမကောင်မိမမြတ်ဟုံးမဟုတ်ဆိုတာကို လေးလာပါအောင်လားဟန်နီတာက စကကြီးစကကြီးများနဲ့အကြောင်းများချက်များပြီးနေရင်ဟာမဖြစ်ဘူးဟန်နီတာကိုဘွားဝရမ်းပြေဖို့တဲ့ဒီမှာအကြကြီးနေလို့မဖြစ်ဘူးမိုးရီစေဝါပြင်းမှုနဲ့မလေးစားကိုထပ်ပြေးတင်းချောင်နေရတဲ့တရားခံပြေဝရမ်းပြေဖြစ်နေတဲ့ဒါကြောင့်ကိုအစ်ကိုလက်ခံရင်အမြဲဆုံးစဉ်းစားပေးပါချစ်ရဲ့ ထိုချိန်မှာဆလင်းနဲ့အတူပါလာတဲ့သူ့ရဲ့မိစေရင်းချာဖြစ်သူညီကိုဝမ်းခွဲတော်ဆက်သူတို့ကကလားလို့ပြောကြတယ်။ကလားစကားနဲ့ဟန်နီတာမသိအောင်ပြောလိုက်တယ်။မင်းဟာရဲကလိုချိနေတဲ့ဝရန်ပြင်းမင်းရဲ့စကားကိုရဲတယောက်ယောက်သိသွားရင်မင်းကိုအခုဖမ်းချုပ်ပြီးအင်းစိန်တောင်ကိုပို့လိုက်မယ်။မင်းယူကြောင်ကြောင်နဲ့ကြဲကြဲလောင်လောင်နေပြောမနေနဲ့။မင်းဟာဒီကိုခိုးဝင်လာတဲ့တခိုးစောရမင်းဟာစောရမင်းသားဖြစ်နေတယ်။ စဉ်စဉ်စားစားလေးလုတ်ပါအောင်ကသူရဲ့မိစေညီကိုဝမ်းခွဲများကစလင်းကိုကုလာပြီးအကြံပေးတယ်ဇုံမာတယ်ဟန်နီတာကလည်းကလားစကားတက်တယ်နားလေတယ်ဒါပေမဲ့နားမလဲတယ်လို့မတက်တယ်လို့နေပြီးစလင်းကိုမေးမြန်းတယ်ညမအကြောင်းကိုဘာပြောနေကြရလဲအခုဆုံးမစကားအကြံပေးစကားပြောနေရပါညမသူတို့ဆုံးမစကားအကြံပေးတာလေစဉ်းစားပေါ်အခုရဲ့ ဘဝဆိုတာစိတ်တိုင်းကြတိဆောင်းမှသာตายရတဲ့အိမ်တော်တစ်ခုဖြစ်မှာညမစင်မော့တက်ပြီးအခုတော့တချင်းတဖို့ဆိုပြမိအခုနားထောင်တော့ဟန်နီတာကတချင်းစီဆိုရင်ပြေဂီတာစင်မြင့်ဘော်ကိုတတ်သွားတယ်ဟန်နီတာဒီဆိုတဲ့တချင်းပြီးမှာနားစင်သူများရဲ့လက်ခုပ်လက်သက်များက ဇမင်းဘီယာဆိုင်ခမကြီးဘုဒ္ဓံအောက်ထပ်တောင်းတောင်းညာဖြစ်သွားတယ်။ဟန်နီတာကိုစိတ်ဝင်စားသူများနဲ့သူမရဲ့အတန်ကောင်ရုပ်ချမှုလေးနဲ့အတန်ကောင်မှုတွေကြောင့်လေဇလွယ်ပန်းကုန်းများနဲ့ဂုံပြူချီးမြှင့်ခံရတယ်။အချင်းကညာစရဏာကြီးကြောပြီးဖြစ်တယ်။ဟန်နီတာကိုသူနည်းတဲ့ရေကြောအင်းကိုလိုက်ပို့ကြရတယ်။ဆလင်းနဲ့သူ့အပေါင်းအသင်းတွေကဘယ်ကိုလာရမှန်းလဲမသိဘယ်ကိုပြန်ရမှန်းလဲမသိရပါဘူး။ မနက်ပြန်ညာယမင်းဘီယာဆိုင်နဲ့စားသောက်ဆိုင်ကြီးကိုပြန်လေစုံစည်းရန်ကုန်တော့ဂေးဆက်ထားကြပြီဖြစ်တဲ့။နောင်နေညာ၈နာရီခန့်မှာဖြစ်တဲ့။ဟန်နီတာကအရင်ရက်တည်းညာခဲ့သူဇလင်းတို့ဇပွဲနီးရှိဇပွဲမှာတွားရောက်ထိုင်နေတဲ့။ဇလင်းတို့ကသူတို့ဝိုင်းမှာထိုင်ရန်ဖိတ်ခေါ်တဲ့။မထိုင်လို့မထိုင်ဝင်ထိုင်ရန်တော့မသင့်တော်ပင်။ဟန်နီတာမြမဟိုကိုလာမယ်လေလား။ လာမယ်လည်းမပြောဘူးမလာဘူးလို့လည်းမပြောဖို့ကိုဆက်လင်ကျဲမီဒိုနေပုံတော့ကြားတယ်ကြီးစားလို့လို့အုံတို့ကျဲခတ်တယ်လေအုံတို့ကျဲခတ်ဆိုတာလို့ဖြစ်နေမလားတော့မသိဘူးနော်ဇလင်းနဲ့ဟန်ဒီတာတို့ကအိမ်တော်ဘက်ထီဖြစ်အောင်ရင်ဖွင့်ထားချက်များရှိနေကြလို့ဇလင်းဖို့တော့ကြိုက်မဆက်ငိုင်းမဆက်ဖြစ်နေပုံကြားတယ်ဟန်ဒီတာကမျက်နှာကမကောင်းညာ9နာရီခန့်အချိန်မှဖြစ်တဲ့ကျော်စိန်လင်းကဟန်ဒီတာရှိတဲ့ဇပွဲမှာ ဝင်ထိုင်နေ ဇလင်းကနှုတ်ဆက်တာကို ဟန်ဒီတာကပြုံးရှင်သာကြိုးဆိုရင်းဇလင်းကလက်နက်ဖက်နဲ့လက်ဆွဲနှုတ်ဆက်ချဲမှာကျော်စိန်လင်းကလင်းမြန်နဲ့လှူရှားမှုနဲ့လက်ထိတ်ခတ်တဲ့ဇလင်းဝိုင်းမှာတူကကျော်စိန်လင်းရဲ့ကောင်းကိုအရပလင်းနဲ့ရိုက်တဲ့ဟန်ဒီတာကလင်းမြန်နဲ့လှူရှားမှုနဲ့ကာခွေတဲ့နောက်တူကကျော်စိန်လင်းကိုလက်သီးနဲ့ထိုးတဲ့ဟန်နီတာကနောက်တယောက်ကိုလက်ထိတ်ခတ်လိုက်ပြန်တဲ့ဇလင်းအဖွဲတသားတူကခုံနေရိုက်တဲ့ ကျော်စိန်လင်းကညာချီနေကန်လိုက်ရာပြန်ပြီးတော့မထနိုင်ခြားသောသူများဝိုင်းကြည့်ကြတယ်ရဲဝင်တန်းတို့ရဲ့လှုပ်ရှားမှုဖြစ်လို့ဝင်မပါကြ။ကျွန်တော်တို့ဒနာတက်ဖွဲ့ကပါပြေခံဖမ်းမှုအရှိန်ယူခဲ့တာဒီနေ့တော့သေးကြလို့အခုလိုအမင်းကြဖမ်းရတာပေါ့အားလုံးကိုကျေးဇူးတင်ပါတယ်။ဆိုင်ရှင်တတိကိုလည်းတောင်းပန်ပါတယ်။တာဝန်ရဆောင်ရွက်ရတာကိုလည်းနားလေပါလို့မြစ်တာရက်ခံများစေ။ ခဏကြာမှရဲတပ်ဖွဲ့မှရဲအင်အားများရောက်ရှိကြတဲ့တရားခမ်းလေးကိုလွှဲပြောင်းပေးတယ်။ဥရိယာဆက်လက်ဆောင်ရွက်ကြတယ်။ဇလင်းကဇလင်းကဂျိုဖရီစီယာကမ်မီလင်မင်းတဲ့ကာစီကမ်မီလင်မင်းတဲ့နာမည်တို့နဲ့ပြည်ပနိုင်ငံများမှာတရားဝင်30ခွင့်ရှိတယ်။ဓာတုဘေးဒါပစ္စည်းများတင်သွင်းခဲ့ရာတင်သွင်းခဲ့မရှိတဲ့မိုးရေဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေတဲ့ဆေးပြားများ ထုတ်လုပ်ရာမှာအသုံးပြုတဲ့ဓာတုဘေဒပစ္စည်းများကဖင်မုံများတင်းသွင်းခြင်းနဲ့ချမ်းသာလာခဲ့သူဖြစ်တဲ့ဩဇာပစ္စည်းများကိုလည်းပန်းဆိုင်ခဲ့သူဖြစ်တဲ့ခေတ်သည်တထေးလေးရဲ့လိုရန်ကုန်မန္တလေးမှာလူသည်များထင်ရှားလာတဲ့စလင်းတင်သွင်းတဲ့ကဖင်မုံများမန္တလေးကနေဦးအိုက်လေးနဲ့ဦးအိုက်ဘန်းတို့ရဲ့ဂိုဒေါင်မှာဖမ်းဆီးရမိခဲ့ရာစလင်းကိုမူရဲ့ဗဟုပူပေါင်းတပ်ဖွဲ့က ဖန်သည်ရှားပွေစဉ်ပြည်ပကိုထွက်ပြေးသွားတဲ့တရခန်ရန်ပြေးဖြစ်တဲ့ဥဝိုင်လင်းနဲ့ဥဝိုင်ပန်းတို့ကိုမိုးရည်စည်းဝါးနဲ့ထောင်နှံ20နှစ်ချမှတ်ခဲ့ပြီးဇလင်းကဆယ်နှင်းကိုလည်းထောင်နှံ20နှစ်ချမှတ်ထားခြင်းခံရသူဖြစ်တဲ့အမိမီအမိနိုင်ငံ၏ဆွေမျိုးသားချင်းနဲ့꽌ကွာလာခဲ့တာဇယ်နှစ်ကျော်ကြာခဲ့ပြီဖြစ်လို့ယခုကဲသို့ခိုးချောင်ခိုးဝဲလာနေတဲ့စောရမင်းသားဖြစ်တဲ့ ယခုတော့လေလာပါသည်ဆိုတဲ့ဇောရမင်းသားခမရဲမေဟန်နီတာရဲ့မာယာကျော်ကွင်းမှာတက်ဆင်းခဲ့ရတော့တယ်။ဟုတ်ကဲ့နောက်ထပ်တင်ဆက်ပေးခြင်းနဲ့ဇလန်းကတော့၁၀သိန်းကို၁၀သိန်းဖြင့်ဝယ်သူလို့အမည်ရတယ်။သတိသံဝေကာရှပွေရာပြည့်အမန်ဇလန်းကောင်းလေးကို တင်ဆက်ပေးမှာဖြစ်လို့ခန်းစားနာစင်အားပေးကြပါဦးရှင်။ ဒီကောင်မဘလောက်ချမ်းသာလို့ငါမောင်စဲသိန်းကိုတသိန်းနဲ့ဝယ်ရတာလေဒါမရိုးသားဘူးဒီကောင်မမိမလဲသိန်းတယ်ငါမောင်ကိုလင်းတော်ကောင်ဖမ်းတာပဲဖြစ်မယ်ငါမကြည့်နဲ့ဘူးလုံးဝမကြည့်နဲ့ဘူးငါနဲ့တွေ့ကိုတွေ့မယ်ဟမ်ဒေါ်သိန်းသိန်းကနမမျိုးနယ်ဝက်ချုပ်ကျွားမှာရန်ကုန်ကို ရောက်ရှိလာပြီးနိုင်သာယာမျိုးနယ်မိခွက်စည်းမှာကုံမျိုးစုံဆိုင်ကြီးနဲ့ကြည်ပွားချမ်းသာနေသူဖြစ်တဲ့ရန်ကုန်ရဝက်ချုပ်ရွာသားတို့ရဲ့မျက်နှာဖုံးဖြစ်တဲ့ 90သိန်းကလည်းဒုံမီဘဦးစိန်ဒေါ်များများတို့ကဆဲရောင်မျောပြီးပွဲသိမ်းမွေးရာကြောင့်မောင်ဆယ်သိန်းတို့နမ်းမြေမှာခေါ်တွင်နေကိုကံကောင်းလေးဖြစ်ပြီးဝဲချုပ်ရွာကရန်ကုန်ရောက်ဝဲချုပ်သားများနဲ့ချမ်းသာနေသူတို့လေးဖြစ်တဲ့ဝဲချုပ်ရွာသူမမြချမ်းဆိုသူကလည်းခေသူတော့မဟုတ်တထီးအိမ်မှာအိမ်မော်လို့စားတင်လောက်ကံရမှာဇနီးမယားဖြစ်လာပြီးအိမ်တဆောင်မိတဲ့ပြောင်းနေလူတန်းစီနေထိုင်လာသူဖြစ်တဲ့ သူတတိမသိမီအရင်ဒီပြေးခဲ့လို့ရန်ကုန်ရှေးပိုင်းခရိုင်တာကေတမြို့နယ်မှာတေတောင်းတင့်နေနေထိုင်လျက်ရှိတယ်။အသက်30ကျော်ဖြစ်တော်လင်အသားဖြူပြီးခါတင်ရင်တို့ကအချိုးစားပြေပြစ်သူဖြစ်တယ်။အကိုလေးအကိုကြီးအန်ကယ်ကြီးတို့မျက်စိကြသူလေးဖြစ်တယ်။ဒေါ်သိန်းသိန်းကသူ့မောင်ဆယ်သိန်းနဲ့ညာချမ်းတို့နဲ့ပတ်သက်ပြီး ညီစွန်းနေပြီးညာချမ်းကဆယ်သိန်းကိုတသိန်းနဲ့ဝယ်လိုက်ပြီးဆိုတဲ့သတင်းစကားကြားရတဲ့အချိန်ကစပြီးပါနာရပြီးဆုံးမရန်ပရာဒိုကာတစီနဲ့ချောင်းမြောင်းနေသူဖြစ်တဲ့အချင်းကနက်နက်9နိုင်ခန့်နေရာကတာဂီတာတမျိုးညာချမ်းနေအိမ်မှာဖြစ်တဲ့ဈေးဝယ်ပြီးပြန်လာတဲ့ညာချမ်းကဟဲ့ကောင်မလင်ငါမကိုလင်ကောင်ဖမ်းထားရဲ့စို့နင်းနဲ့တူလို့လားတန်းလို့လားဟမ် ငါမောင်ကသိန်းကိုထောင်နဲ့ချီပြီးချမ်းသာလို့နင်းကလင်းကောင်းဖမ်းမိအပိုင်ကျန်တာမဟုတ်လားကောင်းမဟမ်ပြောစမ်းပါရိုက်ပါဒွေးလေးရေရိုက်စမ်းပါအမှန်တရားကိုသိရင်ဒွေးလေးသိမ်းညာချမ်းကိုခွင့်လွတ်သားမှာနားလေသွားမှာပါညာချမ်းကြည်နဲ့ပါလေဒွေးလေးထက်ရိုက်ပါဒေါ်သိန်းသိန်းကလောဘဒေါသမောဟတွေဖုံးလွှမ်းနေပြီးညာချမ်းကိုပါနာရိုက်တဲ့ညာချမ်းကအမှန်တရားကိုသိသောရင်ကြည်နပ်ဖို့အတနာခံပြီးအရိုက်ခံတဲ့ ဒေါ်သိန်းသိန်းကဒေါသအရှိန်မပြေသည်သူမဆယ်သိန်းစီသွားပြီးဘုစုပဆက်ပြောဆိုဆုံးမရန်ထွက်သွားသည်အော်အမပါလားထိုင်လေးအမမထိုင်ဘူးငါထိုင်မှုလာတာလည်းမဟုတ်ဘူးမင်းများချမ်းနဲ့ပတ်သက်နေရဲဆိုလို့ဒီကောင်မချောင်းကိုမင်းမသိဘူးလားနမောင်မြို့မှာနှာရောင်ကဖနောက်တော့အသားကလည်းနီးဆက်ဆက်မိမ့်မယုံဟဲ့မင်းဘဝပြတ်သွားမယ်မင်းစည်းစိမ်ကုန်သွားမယ်မင်းအုံနောက်နဲ့ဆင်းတာဒါပဲငါပြောချင်တယ်ငါသွားပြီ ဒေါ်သိန်းသိန်းကပျော်ပျော်ဆွဆွနဲ့အလုံးမြို့နယ်အီယာရီလမ်းရှိဇေသိန်းရဲ့နေအိမ်မှာပျော်ပျော်ဆွဆွနဲ့ပြန်သွားတယ်။တပူပေါ်နှစ်ပူစိခန်းစားနေရတဲ့အများချမ်းကတောကောင်မြီတုံဟုံတောင်းလန်နေတဲ့အပူတန်းကိုမခန်းစားနိုင်ဖြစ်တယ်။ညာချမ်းကအီယာအေးကြောင့်နီလန်ကောင်းများရှိစီရန်အတွက်ဝါချုပ်ရွာသားတောင်းကလာပါမျိုးရှိကျောင်းစီရတော်ဦးစိုဒီကတန်းကိုသွားရပြီးအကူညီတောင်းနေတယ်။ ဆရာတော်ကဩဝါဒပေးတယ်။အဘူရှင်အေးရှိတယ်ဟဲ့ရှုံနေရင်ရှင်းပြလိုက်ဝေးရှိရင်တော့ခံရမှာပဲဝေးမှာအမြင်ငရဲမှာအဘာတဲ့တရွာရဲသားဘာဖုံဦးစောတိကကတရွာရဲသူအများချံမြေတော်ဆက်သူကိုတရားသဘောနဲ့ဆုံးမလေးရင်ကဲဒီလိုလို့နင့်ဘော်အထင်မှားနေတဲ့တင်းတင်းကိုတော့ငါသာပြီးအကျိုးချောင်းရှင်းပြမယ်ငါတာဝန်ထားလိုက် နေအမှုကိစ္စကိုတော့ငါတို့ဝတ်ချုပ်ရတာစိန်ရာသာအကျိုးဆောင်ဦးစိန်နှင်းစီကိုသွား35လမ်းမှနေတယ်။သူတို့ရှင်းနေဖွင့်နေတိုင်းမင်းပြီးရင်ဆိုင်ပေါ့ငါမြေးရင်ဘုံကြီးမှုရွာပတ်လို့သာစကားပုံရှိရင်ယခုတော့ရွာမှုဘုံကြီးပတ်နေတယ်လူမှုဒုက္ခပြဒနာကိုအေးရအေးချောင်းလမ်းပြသူဖြစ်တယ်။မမကျန်းကမိမိရဲ့အမှုကိစ္စအတွက် အကျိုးဆောင်ငါရန်35လမ်းရှိတယ်။ စိမ်ရသာကျူဆောင်ဖွဲ့ကိုစုံစမ်းရှာဖွေတယ်။ဒါကစိမ်ရသာအကျူဆောင်ဖွဲ့ကပါလားရှင်။ဟုတ်ပါရဲ့ခမညာဘသူနဲ့တွေ့ကျင်လို့ပါလဲ။ကျမဦးစိန်နေနဲ့တွေ့ကျင်လို့ပါရှင်။ဟုတ်ကဲ့ခဏတိုင်းမအောင်။ဆိုပြကျွန်တော်ဦးစိန်လေးမှာဟုတ်ကဲ့ဆရာကျမမမကျမ်းမှာဝက်ချုပ်ရွာသူပါ။ဆရာတော်ကလွတ်လိုက်လို့ပါ ရှင်းနေလေငှားဖို့ပါ။ဟုတ်ပြီလေ။ အမှုကိစ္စဖြစ်ပျက်ကိုပြောပါ အမှန်ကိုအမှန်တိုင်းပြောပါထင်ကြံကြွေဝက်ထားတာတွေမထားပါနဲ့ဒါမှထပ်ပေါက်ရှားလို့ရမယ်မလားဟုတ်ကဲ့ဆရာကျမအမှန်တိုင်းပြောပါမယ်ကျမအကြောင်းဝယ်ကိစ္စနဲ့မြောက်ရီမျိုးကိုသွားပါလေဆရာ တထောင်နဲ့ငွေဆက်ကိုအတုကိုပြပါလေအစစ်နဲ့ခွဲခြားလို့မရအောင်တူပါလေဆရာဒါကြောင့်တထောင်နဲ့အစစ်တသိန်းနဲ့တထောင်နဲ့ငွေဆက်ကိုတို့ဆယ်သိန်းကိုဝယ်ခဲ့ပါလေဆရာ ဲ့ဒီငွေဆက်ကိုတို့တထောင်နဲ့တရက်နဲ့စိတ်သိမ်းကိုဝဲပါတယ်ဝဲတဲ့အခါငွေနေရဘူးဝဲတယ်ရှိရဘူးပြန်ရတယ်အဲ့ဒီလိုနဲ့ငွေတူးမှငွေစီရအောင်လေလုပ်ပါတယ်ဆရာဒါအပြင်ကျမတို့တာကေတာမျိုးကစတိုးဆိုင်တို့ဂုံမျိုးစုံဆိုင်တို့မှလည်းကြည်စည်းတွေဝဲပါတယ်ဆရာတနေ့မှာတော့ကုံမျိုးစုံဆိုင်မှာကျမထပ်ပြီးဈေးဝယ်နေတဲ့အချိန်မှာရဲကိုဆောင်းပြီးဖမ်းခိုင်းတဲ့အတွက်ဖမ်းဆီးသွားပါတယ်ကျမလေးအမှန်ကိုအမှန်တိုင်းအစ်စ်ခံပါတယ် ကျမကိုလည်းအမှုဖွင့်ထားပါရဲ့ဆရာ။ဒါကြောင့်ဒီအမှုကိုဆရာတို့ဆောင်ရွက်ပေးဖို့ကျမလာပြီးတော့အပ်တာပါ။အေးကွယ်တရားရဲသားကြီးလည်းဖြစ်တယ်။ကျောင်းဆရာတို့ရဲ့တာဝန်ပေးချက်လည်းရှိတယ်ဆိုတော့အတက်နိုင်ဆုံးစ조사ပေးပါမယ်။ဒါပေမဲ့ပုံမှားကကြီးရဲ့ပြစ်ဒဏ်တွေများတယ်ကွာ။ထောင်နဲ့ခုနှစ်နဲ့ဒါမှမဟုတ်၁၀နှစ်တောင်ချမနိုင်တယ်လို့ဥပဒေရပြဋ္ဌာန်းထားတယ်။ဒါပေမဲ့စိတ်မပူနဲ့လက်ရင်းလက်ဖြားဆိုတာတွေရှိပါတယ်။ မမြချန်းကဒီငွေအတုတွေကို ထုတ်လုပ်သူမှမဟုတ်ဖိန်ရောင်းကုန်ဝယ်သူပစ္စည်းတို့သဘောထားပြီးဆယ်သိန်းကိုတသိန်းနဲ့ဝယ်ပြီးပြန်သုံးနေအပြစ်ကတော့ရှိတာပေါ့ဗျာစိမ်လာသားအကျိုးဆောင်ဖွဲမှာရှင်းနေကြီးတွေကဝိုင်းဝန်းအားပေးစကားပြောကြပြီးအမှုကိုလက်ခံနေတာဂိတမျိုးနယ်ရေစကန်းမှာမျိုးနယ်တရားရုံးကိုတရားဆွဲဆိုတင်ပူတဲ့မျိုးနယ်ဥပဒေရရှိကနိုင်ငံတော်ဘက်မှဆောင်ရွက်တဲ့ မမြချမ်းအတွက်စိန်မလာသာကျိုးဆောင်ဖွဲ့ရှိနေကြီးတွေက ဆောင်ရွက်ပေးတယ်။မြို့နယ်တရားကျုံးတော်မှာတရားလူပဲတရားလူပြသတိများနဲ့တရားခံမမြချမ်းပဲတရားခံများသတိများကိုစီစီကြားနာတယ်။အမှုကိုပြီးပြအောင်စီစီကြားနာပြီးဖြစ်လို့အမိန့်ချရန်ချိန်ဆတယ်။ဒီနေ့ကမမြချမ်းမှုအတွက်အမိန့်ချမှတ်ရန်ချိန်ဆထားတဲ့နေ့ဖြစ်တယ်။မမြချမ်းရဲ့အတော်ဝချုပ်ရွာသူရွာသားများ မိစေများနဲ့ကိုစေသိန်းတို့ရောက်ရှိရင် တရားသူကြီးတရားခွင်ကိုတဲရောက်လာရင်အမှုသည်များအကျိုးဆောင်များအယိုအဒီပြုကြရင်စီရင်ချက်အမဲ့ရဲ့ဆုံးမှာမမျှချမ်းကစိတ်ပြီစည်းမှုလွန်ကွဲပြီးမေလေသားရင်ရဲမေများစေမျိုးများကရက်ခက်ဘေးသူကခက်စေဘူးဘေးသူကဘေးနဲ့သတိပြန်ရရင်ဖြစ်သည်များကြောင့်အကောင်းကြီးပဲပေါ်ဒူမရဲ့ အတူနေဒေါ်ဖြစ်သူဒေါ်နုကလည်းဂျုံမွေချငိုပြီးဖြစ်ရာ လာရောက်သူများမြေကြီးဆက်လက်အငိုခတ်တဲ့ညာတန်းနင်းဘာမောင်ဘူးနဲ့ဇွာကနင်းအမေကိုလည်းငါထောက်ပံ့ပေးမယ်နင်းအတွက်လည်းစားဖို့သားဖို့ကိုငါပို့ပေးမယ်ငါဒါဝင်ယူတယ်ငါဒေါ်ဒွေးလေးသိန်းကသူ့ကိုခွင့်လွတ်ပါလို့ငါ့ကိုတောင်းပန်ခိုင်းနေနင်းပွင့်မြူပါနဲ့ရပါတယ်အခုရေဝေးရှိလို့ခင်ရတယ်လို့ညာချန်းအောင်မိပါတယ် ကိုယ်စေသိရင်တာဝန်ယူမှုကြောင့်ညာချမ်းမှာ စိတ်ချမ်းသာမှု အာကိုရမှုပီတိကို ခံစားရရင်မမျချမ်းကလာရောက်တွေ့ဆုံတဲ့ဆွေမျိုးသားချင်းတွေကိုလက်အုပ်ချီးပြီးအင်းစိန်ထောင်ကို ခေါ်သွားမယ်အပြာရောင်ကားကြီးပေါ်ကိုညင်ဆက်လက်များကို အဖော်ပြပြီးတက်သွားတော်ရင်ဟောကိန်းဇလန်လေးကို အဆုံးထိနာဆင်ပြေးကြရင်ပြည်တင်များလုံးကို ကျေးဇူးများကြည့်တင်ပါတယ်ရှင်ကျမရဲ့ channel လေးကိုလည်း subscribe လေးနှိပ်ထားခဲ့ပြီးတော့ဆိုပြပါစေရှင်